လက်ဖရန်စီ2024ကက်ဆီနယ်တက်သူတယောက်ရဲ့နောက်တာဇလိုင်းဆောင်မှာတော့ငယ်စဉ်နေရမိခင်ရဲ့စုံမတူတဲ့မှုတွေကိုရိုးဆွဲနေတဲ့ကြာယုံဝေရအသက်ဝယ်ကြီးရင်ပြီးမိဘနှစ်ပါးစုံပါသွားတဲ့အထိစီကံလိုက်နာနေသူဖြစ်ပါယမိခင်ဖြစ်သူဟာတရုတ်ပြည်ရဲ့စစ်စစ်စီစီချိုးချိုးချန်ချန်တိုင်တိုင်တိတိနေထိုင်ခဲ့ရတဲ့လူရန်စာခင်မှာကြီးပင်ခဲ့သူပြီးပြီးနေရာတကာမှာစကေးနဲ့နေထိုင်ဖို့ကြာယုံဝေကိုငယ်စဉ်နေရပုံသွင်းပေးခဲ့ပါယ ကြာယုံဝေယအင်တာသုံးဆက်ကူတွားနိုင်စီရေသုံးနာအစစီကန်စကေးနဲ့နေခရသူဖြစ်ပြီးအမွေးနိုင်ဝန်တော်မှတခြားအုံသုံးပိုင်းပိုင်းကပူစော်တတ်သူလည်းဖြစ်ပါ යි ကြာယုံဝေမှာနေစဉ်အတုံးစင်းအမှတ်တမ်းရှိပြီးစုဆောင်ထားတဲ့ငွေပမာဏကတော့83380.8ခုရွှန်ရှိနေပြီပဲဖြစ်ပါ යි မနက်တိုင်းစားနေကြအစာမှာအီဂျာခွေးနဲ့ကျဲဝယ်ဖြစ်ပြီးကြာယုံဝေဟာအလုပ်ကိုသွားရမှာကားကားနဲ့စီဘိုးမကုန်အောင်စပိန်နဲ့သွားလာတဲ့သူဖြစ်ပါ යි ။ဂျာယိုဝေကအခမဲ့ကူပွန်လေးကိုဆုထားပြီးစတူးဆိုင်ကဒစ်ကောင့်ချရဲ့ပြည့်စည်ပင်နဲ့လဲယူကလစဉ်အသုံးစိတ်ကိုရှော့ချထားသူဖြစ်ပါ යි ။သူဝယ်လာတဲ့အစားတွေကိုသူများကိုကျွေးရမှာစိုးရကြောင်းအတူပါအတယ်လာရဲ့မုတ်တွေဖြစ်ကြောင်းလီဆယ်ပြောတတ်သူလည်းဖြစ်ပါ යි ။အလုပ်ကိုရောက်တဲ့အခါဒရိုက်တာအိုက်ကဒရိုက်တာဝန်စီကိုလက်ဆောင်ပေးပြီးကျန်ကယ်နှစ်ကအခွန်စိတ်တွေကိုရှင်းပြဖို့ပြောခိုင်းလိုက်ပါကြီး။ဂျာယဝေကဒရိုက်တာဝန်စီအသွာဓာတ်လီကားထဲမှာကလေးငယ်တယောက်ကကစားစရာတနက်နဲ့ပြစ်လိုက်တာကြောင့်တေးချင်းဟန်ဆောင်ပြရင်တကယ်တည်းလည်သွားခဲ့ပါကြီး။ ဆင်းရုံရောက်တဲ့ခါမှာတော့ဆောင်ဝင်နေရကြာယုံဝင်ကိုယောဂါကြောင့်တတိပေးဖို့လူနာရဲ့အိမ်သားချက်ကိုအရှင်ဆုံးပြောပြတဲ့ကြောင့်တိုက်မြင်နေချိန်မှာကြာယုံဝင်ကအိမ်သားမရှိကြောင်းပြောပြီးဝင်လာပါ යි ဆောင်ဝင်ရဲ့ပြောပြခြင်းအရကြာယုံဝင်ကသူ့မှာအုံနောက်အကျင့်အောင်ယောဂါရှိကြောင်းသိလိုက်ရတဲ့အခါမယုံကြည်နိုင်အောင်ဖြစ်ရပြီးတမန်အောင်ရှုကအခြားဆင်းရုံကိုတွားပြတော့လေအုံနောက်အကျင့်သာဖြစ်ကြောင်းသိရပါ යි နောက်ထပ်ဆေးရုံမှာဓမ္မန်ရိုက်ဖို့ရာကဈေးများလွန်တာကြောင့်မူလာဆေးရုံမှာနောက်တစ်ခေါက်ဓမ္မန်ထည့်ရိုက်တဲ့အခါအကျိတ်ကတည့်ရက်အတွင် 10စင်တီမီတာထက်ကြီးလာကြောင်းသိလိုက်ရပါတယ်။ဆောင်မင်းရဒေလိုတာအကျိတ်ကြီးထွားလာပါကနောက်ထပ်ဆင်ရတွင်အုံနောက်ပင်မကျောကိုဖိမိပြီးသေဆုံးနိုင်ကြောင်းသတိပေးလိုက်ပါတယ်။ကြယုံဝေရအင်ုံပြေရောက်တဲ့ခါအခန်းပေးရဦးလေးကိုနှုတ်ဆက်တော့ဦးလေးရတကားဆောက်ပိတ်သွားပါ යි ။နောက်တနေ့မနက်အီဇာခွေရောက်တဲ့ဦးလေးကိုဆေးရသာအသက်ရှင်မှုကြံတော့ရင်ဘာလုံးမလဲလို့မေးပါ යි ။အီဇာခွေတဲ့ဦးလေးရသူ့ရဲ့အိမ်နှလုံးကိုရှောင်ပြီးပတ်စံတွေကိုတငယ်ချင်းတွေနဲ့ဖြုံးပြမဲ့ကြောင်းပြောလိုက်ပါ යි ။ ဆိုင်ရှိတဲ့ပြောကြောင့်ကြာယုံဝင်ရသူရဲ့အကြောင်းတော့တငယ်ချင်းတွေဖြစ်တဲ့ရှားပိုင်ဟုရွှေသားလီတန်ချန်ဖုံးတို့၃ယောက်ကိုတတိယသွားပါတယ်။ကြာယုံဝင်ရသူတို့၄ယောက်သွေးသောသစ္စာဆိုကအဋိဌံဆောင်ရွက်တင်မြုပ်ခဲ့ရတောင်မဟုတ်သွားပြီးလွန်ခဲ့တဲ့အနည်း၂၀ကျော်ကမြုပ်ထားတဲ့ထမင်းပူးလေးကိုတောက်ရောက်တူဖော်လိုက်ပါတယ်။ကြာယုံဝင်ရအလုပ်ကိုရောက်တော့အလုံးမလုံးနိုင်တော့ကြောင်းဒရိုက်တာအိုက်ကိုပြောကအလုံးထွက်ခဲ့ပြီးအင်းရောင်းရဲ့ကုမ္ပဏီတစ်ခုစီသွားကသူရဲ့လိန်သိန်းကျော်တန်ခန့်ကိုပုံမှန်ဈေးထက်များစွာလျှော့ပြီးနှစ်သိန်းကျော်နဲ့ရောင်းချလိုက်ပါတယ်။ အိမ်ဘိုးရွှေနဲ့သိန်းကိုဗမာစုစုထားတဲ့ရွှေရှင်သိန်းကျော်နဲ့ပေါင်းပြီးစုငွေတတန်းကိုကြာယဝေကပိုင်ဆိုင်ခဲ့ပါတယ်။ကြာယဝေကပထမဆုံးအနေနဲ့ငယ်စဉ်ကမိန်းကလေးဆိုတာယောက်ျားလေးတောင်ရဲ့နောက်မှာရှိနေရမယ်လို့အမြဲပြောခဲ့သူဖြစ်တဲ့လက်ရှိမှာအလွန်အောင်မြင်နေတဲ့အစီအစဉ်တင်ဆက်သူရှိုရှာရှာရဲ့ခင်မွန်အလုံးလက်မဲ့တငယ်ချင်းရှားပိုင်ဟူစီကိုရောက်ခဲ့ပါတယ်။ နောက်ထပ်လည်းအာကစားနေပြလဝေးကျော်ဖြစ်ချင်းခဲ့ပေမဲ့အာကစားရုံမှာလုံချုံကြီးလုံနေတဲ့ရွှေတာလီနဲ့အဆူတော်လောက်ခါပြန်ကမောင်သမားဖြစ်ချင်းခဲ့ပြီးကလေးကစားခွင်းမှာကလေးစည်းရထားမောင်းနေတဲ့တန့်ကြံဖုန်းတို့ကိုခေါ်ပြီးစားတောက်ဆိုင်မှာတက္ကခန်းကသူရောဂါကြောင့်ပျော်ပြလိုက်ပါ යි ။ ူတို့လေးယောက်ကလုံခဲ့အနှစ်20တဲ့ကအလုံယုံပြောင်းရွှေ့ကိစ္စနဲ့တငယ်ချင်း၃ယောက်ကပြောင်းရွှေ့ကွဲခွာခဲ့တာဖြစ်ပြီးမပြောင်းရွှေ့ရဘဲကြံနေခဲ့တဲ့ကြာယုံဝေကိုအထင်လွဲသွားခဲ့ကြတာဆက်ပြက်ခဲ့ကြတာဖြစ်ပါ යි ကြာယုံဝေကသူ့ကိုကိုညီကြဖို့သဘောတူပါကနောက်တနေ့မနေ့မှာသွေးသစ္စာဆူခဲ့ကြတဲ့တန်ကုန်းပေါ်ကိုလာခဲ့ကြဖို့ချိန်ဆသွားပါ යි ရှားပိုင်ဟူကကလေးတွေကိုလည်းစာမသိနိုင်အလုပ်ကလည်းမရှိရကြောင်းမိမနဲ့အဆင်မပြေသလိုတန်းချံပေါ်မှာ DJ ပွဲကြီးကျင်တဲ့တာဖြစ်သူနဲ့မတည့်ပဲရွှေသားလီရလည်းအလုပ်ထုတ်ခံထားရတာကြောင့်စိတ်လေနေကြကနောက်တနေ့မှာတော့ကြာရွေးချင်းဆိုရဲ့နေရာကိုအားလုံးကဆက်ဆက်မြိုင်မြိုင်ရောက်လာကြပါသည် သူတို့တောင်ယောက်ကအလုံးတင်အရန်များနေတဲ့ကြားကြာယောဝေကိုခင်မင်မှုကြောင့်စိတ်ပြက်လက်ပြက်ထွက်လာတာဖြစ်ကြောင်းပြောပါတယ်။သူတို့ဟာအရင်ဦးဆုံးအနေနဲ့ကြာယောဝေရဲ့ရွှန်တန်းကိုထုတ်ယူပြီးအကောင်ဆုံးဟိုတယ်တစ်ခုရဲ့အကောင်ဆုံးအခန်းနဲ့အကောင်ဆုံးကားတစ်စီးကိုငှားရမ်းလိုက်ကြပါတယ်။တငယ်ချင်းတွေရောက်ကတရက်တွင်မှပတ်စံတသိန်းနီးပါတုံးလိုက်ကြပြီးဂိမ်းစင်တာတွေမှာငငယ်ရလို့ပျော်ရွှင်မှုတွေကိုပြန်လည်ရယူနေကြပါတယ်။မကြခင်မှာတကယ်တနက်ပြစ်ခွင်ကိုသွားပြီးတနက်ပြစ်ကြတာကြောင့်ရွှေ၈သိန်းကျော်သာကျန်ပါတော့တယ်။ အဲဒီချိန်ကြာယိုဘေတမန်ရိုက်ခဲ့ဆေးရုံမှာတော့ဆောင်ဝင်နေရတစုံတရာအချက်ရိုက်နေပါ යි ။ကြာယိုဘေတို့ဟာငါးသွားမြရင်ပြင်းလာတာကြောင့်ပင်လယ်ဆောင်အရှင်ရောင်နဲ့ဆိုင်ရာငါးပစုံတွေကိုစပယ်ရောကတားယူရတဲ့အထိမှာယူလိုက်ကြပါ යි ။ကြာယိုဘေတို့ကဘာပဲကလက်တွေမှလည်းအရက်တွေဘီယာတွေကိုမကုံမခန်းနိုင်အောင်မှာယူပြီးရှိသမျှဝန်ထမ်းတွေကိုတိုက်ပြတဲ့အထိဖြုံတီမူရီပြစ်ကြပါ යි ။အဲဒီအချိန်မှာဆေးရုံမှာဆောင်ဝင်ကြီးကသူ့ရဲ့တက်မန်ဆက်ကိုသူကိုယ်တိုင်ဝင်ရောက်အရိုက်ခံကဆန်းသတ်နေပါတယ်။ တကယ်ချင်းနေရာကြာယုံဝေကိုမိမဆိုင်ယူဖို့ပြောပေမဲ့တေဘူးဟာနေရပဲရှိရတာကြောင့်ကြာယုံဝေကစိတ်ဝင်စားပဲရှိနေပါ යි ။တကယ်ချင်းနေရာကြာယုံဝေကိုပြောစရာတစ်ခုပြမယ်ဆိုပြီးအာတူပါခန္ဓာကိုကွာစီးရနေမြေချရတဲ့အထိအစဆုံးစီစဉ်ပေးတဲ့လုပ်ငန်းတစ်ခုစီကိုခေါ်သွားပါ යි ။ကြာယုံဝေကလည်းကြိုတင်စီစဉ်ဖို့သဘောကျသွားပြီးကောင်နာစီကိုရောက်တဲ့အခါကံကောင်းထောင်းမစွာနဲ့အဲဒီမှာအလုံးလုံးနေတဲ့သူ့ရဲ့ငယ်စင်ရ crush နဲ့ဝမ်းရှောင်ခြင်းကိုတွေ့လိုက်ရပါ යි ။ န်ဆိုးကျင်တော်ဝန်ဆောင်ခြင်းဟာငယ်စဉ်ကသူနဲ့ရှင်ဖြစ်ခဲ့တဲ့ကျမ်းမင်းကြီးနဲ့လက်ထပ်ထားခဲ့တာဖြစ်ပြီးကန်ကောင်းကျင်တော်ကျမ်းမင်းကြီးဟာနှစ်အတော်ကြာကဆုံးမသွားခဲ့တာပဲဖြစ်ပါ යි ။တာယဝေကမြေနေရာတွေလိုက်ကြည့်ပြီးကကျမ်းမင်းကြီးပြရာအုတ်ကူတလုံးဝယ်ယူပြီးဝန်ဆောင်ခြင်းတောင်းရင်ရှူရတဲ့အတူပါဖြစ်စေတဲ့တိန်ကျော်ဖို့လေဝန်ဆောင်ခြင်းအတွက်ကော်မရှင်ရစေဖို့အကုန်လုံးဝယ်ယူလိုက်ပါ යි ။ဆိုင်ယဝေကသူ့ကိုယ်သူလည်းအတူပါအလှပြင်းဒီအတိုင်းပြင်ဆင်မှုဝန်ဆောင်ခြင်းရဲ့လက်နဲ့ကိုယ်ရအလှပြင်းတာကိုခံယူလိုက်ပါ යි ။ နောက်တနည်းမှာတော့တငယ်ချင်းတွေရောဝမ်းရှောင်ခြင်းကိုကြာယိုဝေခန်းစီခေါ်လာပေးပြီးသူတို့ကမသိမသာရှောင်ထွက်ပေးလိုက်ကြပါတကယ်ချင်းနေရကြာဟုတ်ရေဘာလို့မှလဲဆိုပြီးတက်စီနဲ့လိုက်ချောင်းတဲ့ခါကာမမောင်တက်တဲ့ကြာယုံဝေကဝမ်းရှောင်ချင်းကိုကာမောင်ခိုင်းပြီးရှော့ပင်ထွက်ကလိုချင်တာတွေကိုလိုက်ဝယ်ပေးတာပဲဖြစ်ပါ යි ။ကြာယုံဝေကဝမ်းရှောင်ချင်းကိုအသိမရှောင်လားလို့မေးတော့ဝမ်းရှောင်ချင်းကမရှာချင်တော့တဲ့ကြောင့်ပြောလာတဲ့ခါကြာယုံဝေကလက်ထပ်ပြီးကြွားရှင်းကြရင်ပတ်စံတဝက်ပေးရမယ့်ဥပဒေကြောင့်သူကလူပြိုကြီးလုံးနေကြောင်ပြောပါ යි ။ ဒါပေမဲ့လည်းကြာယုံဝေဟာဝန်ဆောင်ခြင်းရဲ့ငယ်ဘွားမှာသူနဲ့ဆုံတွေ့ခဲ့ရပုံတွေကိုခေစစ်တွင်ကြာမှတ်မိနေပြီးငယ်ဘွားတက်ခဲ့ကြရဲ့ထက်တန်းချောင်းစီကိုရောက်ခဲ့ကြပါ යි အဲ့ဒီမှာဝန်ဆောင်ခြင်းရဲ့အကျွေးရှင်တွေဟာသူ့ရဲ့နောက်ကိုမရခံလိုက်လာကြကထိုးကြချိတ်ကြပြဿနာတက်ခဲ့ကြပါ යි ကြာယုံဝေရဲ့တငယ်ချင်း၃ယောက်ကလည်းနောက်ကနေရောက်လာပြီးပွဲဖြစ်သွားကြကအလုံးမဲ့ရဲစခန်းကိုရောက်ခဲ့ကြပါ යි ကြာယုံဝေကအကျွေးဆက်ဖို့ပြောပေမဲ့ဝန်ဆောင်ခြင်းဟာနောက်နေ့ရက်လောက်နေသေတော့မဲ့သူကိုအကျွေးမဆက်ခိုင်းခြင်းကြောင့်ညင်းဆန်ပါ යි ။စေယုံမှာတော့ကြာယုံဝေရဲ့တက်မှန်ဆောင်ရွက်ဖွဲ့ကတစုံတစ်ခုပြောပြဖို့ကြောက်ဝေစီဖုန်းဆက်ပေမဲ့အိမ်ပြောင်းသွားတဲ့ကြာယုံဝေကိုဆက်သွယ်မရခဲ့ပဲရှိနေပါ යි ။ကြာယဝေကနောက်တနေ့မှာတေးရတော့မှာဖြစ်တာကြောင့်လမ်းဘေးမှာလွလွလပ်လပ်ထိုင်တောင်းကြရင်သွေးတောက်ထွက်ခွဲကနှုတ်ဆက်နေကြခြင်းဝမ်းရှောင်ခြင်းကကြာယဝေကြိုက်တဲ့တဲ့မုတ်ကို delivery နဲ့မှာကျွေးပါရဲ့ အလုံးကလည်းဝမ်းတဲ့ပက်လက်မျက်ရည်နဲ့မျက်ခွန်ငိုကျွေးနေကြပြီးဝမ်းရှောင်ကျင်ကကြံမင်းကြီးကိုတွေးခဲ့ပါကတွေးရဲ့နေရာမှာထိုးချိတ်ဖို့ကြာယဝေကိုမလိုက်ပါ යි သူတို့လေးယောက်ကဝမ်းရှောင်ကျင်ကိုအိမ်ထိလိုက်ပို့လိုက်ကြရင်ကြာယဝေကလွန်ခဲ့တဲ့20ကအချိန်ချင်းစိတ်ကိုရှင်ခင်ရရဲ့အိမ်လဲပို့ပြီးရရဲ့စိတ်ကိုရင်အိမ်မက်ကဒီကနေ့တကယ်ဖြစ်ခဲ့ကြောင်းဝမ်းရှောင်ကျင်ကိုပြောပါ යි ကြာယဝေက လက်ကမ်းပြီးတော့ဝမ်းရှောင်ကျင်ကကြာယဝေကိုတင်းတင်းကြပ်ကြပ်တစ်ချိန်ဖက်လိုက်ပါ යි နောက်တနေ့မနေ့တရားမဲရှက်မှာတငယ်ချင်း3ယောက်နဲ့တူကြာယဝေက တစ္ဆာတောင်ကုန်းမှာတေမဲချင်ကိုမတန်းဆောင်ရင်ညမိုးကျုပ်တဲ့အထိမသိပဲ6ယောက်တွေသာကျင်ခဲ့ကြပါ යි ။ကြိုင်ဝဝင်ရသူ့ရဲ့၄သိန်း6000 8000တန်းအိမ်ကို၂သိန်း6000 8000မဲ့ပေးရပွဲစားကိုမကျင်တဲ့ကြောင့်ပြောကအဲ့ဒီအိမ်မှာပြန်သေးမှအိမ်ရရောင်းမထွက်မှဖြစ်ကြောင်းပြောပြီးကြိုင်ဝဝင်ရဲ့အိမ်စီပြန်လာကြပါ යි ။ညာ၁၇နာရီထိုးကန်ဒီမှာတော့ကြာယိုဝေကမဟန်နိုင်တော့ပဲလဲကြသွားတာကြောင့်စေယုံကိုပို့လိုက်ကြပါသေး။ ဆေးရုံရောက်တော့ကြာယဝေကဒိလုံနဲ့အစာပေးကြောင်းအန်ခဲ့တာဖြစ်ပြီးအစာမရှိရကြောင်းမူလေခဲ့ရတာဖြစ်ကြောင်းသိရကအုံနောက်ကျိတ်ဆိုတာကလည်းဆက်ချွေမူကြောင်းသာဖြစ်ကြောင်းသိလိုက်ရပါတယ်။ကြာယဝေကဆရာဝန်ကိုတတ်ဖို့လို့တော့တငယ်ချင်းတွေကအဲ့လူကိုတိုက်ရင်ဈေးကြီးကြောင်းပြောကတားဆီးလိုက်ကြပါတယ်။ကြာယဝေကသူ့မတရားတောက်ပြောရှင်သွားပြီးကောက်ကိုပြန်အပ်ဖို့ကက်ဆီနယ်ဒီဆလန်ကစတင်လာတာကြောင့်တငယ်ချင်းတွေကတရားတစ်ခုပေါ်မှာကောက်ကိုရှက်လိုက်ကြပါတယ်။ နောက်တော့ကားနောက်ခန်းကကြာယဝေရဲ့ပတ်စံထုတ်ကိုရှူကသူတို့၃ယောက်ခွဲယူမယ်ဆိုပြီးကြာယဝေကိုစနောက်ကြပါတယ် ဆိုင်းနောင်ရင်နဲ့တယောက်ကိုကြောင့်အိတ်ကိုပြစ်ပေးနေတဲ့အချိန်ပတ်စံအိတ်ကအရှိန်လုံးကမြက်ထဲကိုကျသွားပါ යි သူတို့လေးယောက်ကမှောင်လေးရဲ့မြက်ထဲမှာပတ်စံအိတ်ကိုမတွေးကြပဲရှိပါ යි အလုံးကကြာယဝေရဲ့ပတ်စံနေအလုံးလုံးပြီးပြန်ပေးမယ်ပြောပေမဲ့ကြာယဝေကမဖြစ်နိုင်တာရဲ့မပြောနဲ့ဆိုပြီးတက်တနာပြီးတက်ခါမှုချိုးမြချိုးပြောနေရကြောင့်ပတ်စံအိတ်ကိုရှာတွေ့လာတဲ့ရှားပိုင်ဟူကခြုံထဲမှာဟွက်ထားခဲ့လိုက်ပါ යි ရှားပိုင်ဟူကသူ့ကိုလည်းမိမနောက်က ကောင်းဆိုပြီးစော်ကားရာကြောင့်ကြာယဝေကိုပိုက်ရိုက်ခါမြက်ကန်းပေးမှထားခဲ့ကြပါ යි ကြာယုံမရငွေမရှိရာကြောင့်တနက်ပြစ်ခဲမှချမ်းနဲ့ကြီးစံ900ကိုလမ်းဘေးမှာဆောက်ရွက်ကင်ပြီးရောင်းနေတဲ့အတွက်ရဲတရားရဲ့မျက်စောင်းထူတာခံလိုက်ရပါပြီ။တိုက်ခဲသွောင်းမဲ့သူတွေကလည်းကြာယုံဝေကိုနှင်ချလိုက်တာကြောင့်အီဇာခွဲဆိုင်ရှင်နဲ့အရက်တူတောက်ခါရန်ဖြဲခဲ့ပြီးမူးကြောင်ကြောင်နဲ့သူ့ဝဲထားရဲ့တင်းတိုင်းအုပ်ကူမှာသွားအိပ်ပါပြီ။ကြာယုံဝေကအုပ်ကူတရားတငယ်ချင်း300ရဲ့နှုတ်ဆက်စာရီကိုဖတ်ရင်းနောက်တားရသွားပါတယ်။နောက်တနေ့မနေ့မှာအုတ်ကူနေရာဝယ်မဲ့နမဲကြီး DJ တယောက်ရောက်လာကဝယ်တာကြောင့်ကြာယုံဝေကသူ့ရဲ့နေရာကိုရောက်ပေးလိုက်ပါ යි ကြာရွေကရွှေသားလေးရဲ့အလုံးရှင်စီသွားပြီးရွှေသားလေးကိုလက်ဝဲကျူပိုင်းပေါ်တင်ပေးဖို့တောင်းဆိုပေမဲ့လက်မခံပဲဖုန်းပြောဖို့ထထားပါတယ်။ကြာရွေကအကစားမန်နေဂျာရဲ့စပွဲပေါ်မှာမလုံရသေးတဲ့ပုံလေးရဲ့စိတ်ရင်းတွေကိုအလုံးရှင်မန်နေဂျာဖုန်းပြောမပေးခင်ပြီးအောင်လုပ်ပေးလိုက်တာကြောင့်နက်နက်သာရခဲ့ပြီးရွှေသားလေးရလည်းလက်ဝဲထိုးဖို့စင်ပေါ်တက်ခွင့်ရသွားပါတယ်။ကြာရွေကသူ့စီအောင်အုတ်ခုဝဲသွားတဲ့နမကြီးတီတီစီကိုသွားပြီးတန်းချန်ဖုန်းကိုတပည့်လက်ခံဖို့ပြောပြီးတာလီအတွက်ရှိုးပွဲလက်မှတ်တောင်းပေးလိုက်ပါတယ်။ ရှားဖန်ဟိုရောကြာယုံဝင်ကအုတ်ဂူရောင်ရငွေတွေကိုစီးပွားလုပ်ဖို့ပြေးခဲ့တဲ့အခါသူတို့ပေါ်အကျွေးတင်နေရကငွေကြီးမဟုတ်ကြောင်ရှားဖန်ဟိုကပြောပါတယ်။ကြာယုံဝင်ကသူဟာလူတကာရဲ့ချင်းမဲ့ဖြစ်သွားကြောင်ပြောကအီစာခွေးဖိုးစီမှာတညာအိတ်တော်အဖိုးကခောက်ဆွဲကြော်လိုက်ရင်ချင်းပန်းနဲ့လိုက်ကြောင်ပြောပါတယ်။နောက်တနေ့မနက်မှာတငယ်ချင်း၃ယောက်ကကြာယုံဝေကိုလာခေါ်ပြီးတက်ချန်ဖုံးရဲ့သားနဲ့ရွှေသားလေးတို့နှစ်ယောက်ဆင်ပေါ်ရောက်ဖို့အရှိဝိုင်းဝန်းဖေးမှကြပါသေး යි တာယုံဘေကရှားပိုင်ဟူရဲ့ဇနီးနဲ့တွေ့ဆုံပြီးရှားပိုင်ဟူရဲ့ခန်းစားချက်တွေကိုပြောပြတော့ဇနီးဖြစ်သူဟာရှားပိုင်ဟူကသူ့ကိုတခါမှမပြောဘူးကြောင်းအခုမှသိရကြောင်းပြောကရှက်နေပါဘူး။နိုင်ရတီမှာတော့တန်းချန်ဖုံဟာ DJ ရဲ့ဆင်ပေါ်ဖိတ်ခေါ်ခံရပြီးတချင်းဆိုခွင့်ရှာကပရိသတ်အမြောက်များရရှိခဲ့ပါ යි ။ရွှေသားလီကဆင်ပေါ်တက်ပြီးလက်ဝဲထိုးရမှာရှုံနေခဲ့ပေမဲ့ပွဲဦးထက်မှာပွဲပြီးချိန်ထိတောက်ခံနိုင်ခြင်းဟာအနိုင်ရတာဖြစ်ကြောင်းတငယ်ချင်းတွေကအားပေးခဲ့ပါ යි ။ရှားပိုင်ဟူရဲ့ဇနီးရှိုရှာရှာကတော့သူမဟာ ဒူဒကာကိုပျော်ရွှင်ရအောင်စိတ်တမြင့်တင်ရင်စကားရပြောနေပေမဲ့သူ့ဘဝရဲ့အရေးကြီးဆုံးလူတစ်ယောက်ဖြစ်တဲ့လွန်ခဲ့တဲ့အနှစ်20ရာနှစ်ခုချိန်ထိဘီနာမှာမမမမရဲတီနေရဲ့ခင်မွန်ဖြစ်သူမိရောထားခဲ့မိကြောင်းတောင်းပန်ကပြည်သက်များရဲ့ရှိမှကျေးဇူးတင်စကားပြောကြားပေးရာကြောင့်ရှားပိုင်ဟူကအလွန်အမင်းဝမ်းသာသွားပါ යි ။ဝမ်းရှောင်ခြင်းကတော့ကြာရုံမရအရေးတကြီးပန်စီလမ်းမာတာကြောင့်ဆက်ချင်းဖန်တီကတယ်လီဗီနဲ့ပို့ခိုင်းလိုက်ပါ යි ။ ပန်းစီရရှူရှာရှာအတွက်ကြာရွေးမှာပေးခဲ့တာဖြစ်ပြီးရှူရှာရှာကအဲ့ဒီပန်းစီနဲ့ရှားပိုင်ဟူကိုလူပုံလေးမှာဒုတိယကြိမ်လက်ထပ်ခွင့်တောင်းခဲ့ရာရှားပိုင်ဟူကပျော်ရွှင်ခဲ့ရပါသည်။နောက်တနေ့မှာတော့ကြာရွေးရဲ့တငယ်ချင်းတွေဟာမြစ်ထဲကိုပြုတ်ကျသွားရဲ့ပတ်စံတွေကိုပြန်လာပေးဖို့စားသောက်ဆိုင်တစ်ဆိုင်မှာချိန်လိုက်ကြပါသည်။ ရှားပိုင်ဟူကကြာယုံဝေကိုပြင်ညာပေးခြင်းနာကြောင့်ပက်ဆက်ရေးကိုဝှက်ထားခဲ့ရာဖြစ်ကြောင်းနဲ့အခုရောက်နေတဲ့ဆိုင်ရလေးသူမိမရှုရှားရှားကငွေအများဆုံးမှတည်ပြီးကြာယုံဝေမသိအောင်ကြာယုံဝေအတွက်တိတ်တိတ်လေးဖွင့်ပေးထားတဲ့ဆိုင်ဖြစ်ကြောင်း surprise တက်လိုက်ကြပါသည် နောက်ဆုံးမှာရှားပိုင်ဟူကသာသမီတွေကိုအိမ်မှာစာသင်ပေးနေပြီးတန်းကြံဖုံးကလည်းသာဖြစ်သူနဲ့အဆင်ပြေသွားပါရဲ့။ကြာယိုဝေးရဲ့စားသောက်ဆိုင်ကိုလူရဲ့ကြိတ်ကြိတ်တို့ဝင်လာနေကြသလိုဝမ်းရှောင်ခြင်းကတော့တရေအထိကုညီမဲဆိုတဲ့လုပ်ငန်းမှာပျော်ရွှင်နေရင်ဇလန်လေးကပြီးဆုံးသွားခဲ့ပါရဲ့။အဆုံးထိနာဆင်ပေးရတဲ့ကျေးဇူးတင်ပါရဲ့။နောက်တဲ့ဇလန်ကောင်းများဆောင်လည်းအမြဲမပြတ် record လုပ်ပြီးမှမဟုတ်လို့စောင့်မျှော်အားပေးနာဆင်ပါလို့ပြောကြရင်အားလုံးကိုနှုတ်ဆက်ခဲ့ပါရဲ့။နောက်ရက်တွေပြန်လည်ဆုံတွေ့ပါမယ်ရှင်။